ဘုဒ္ဓမေနာတော်ဗုဒ္ဓံတရဏံကေသာမိဗုဒ္ဓဗျာရှင်သည် ကိုးကွယ်ရာဖြစ်ပါ၏ဗုဒ္ဓဗျာရှင်အားကိုးကွယ်စိတ်ကပါ၏ဓမ္မောမေနာတော်ဓမ္မံတရဏံကေသာမိဓမ္မတရားတော်သည်ကိုးကွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်အားကိုးကွယ်စိတ်ကပါ၏တန်ခေါမေနာတော်တန်ခံတရဏံကေသာမိတန်ဃာတော်မြတ်သည်ကိုးကွယ်ရာဖြစ်ပါ၏ တန်ဃာတော်မြတ်အားကိုးကွယ်စစ်တပ်ပါ၏လက်နှင့်တူစွာမြတ်တရာဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည်ကုသိုလ်ကောင်းမှုပြုရာတွင်တရာဟုသောစကားကိုများစွာအသုံးပြုပြောဆိုကြပေသည်တရာတရားနှင့်ပြည့်စုံပါပေသည်တရာတရားအလွန်ထက်တန်ပါပေသည်စသည်ဖြင့်အရာရာမှာဂုံတင်ကပြောဆိုလျက်ရှိကြပေသည်တရာဟုသောပါဠိ၏အထိပ္ပယ်မှာ လွန်စွာလေးနဲ့ကျေပြန့်လာပေသည်တရာတရားသည်ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့အလိုလားဆုံးအတောင့်တဆုံးဖြစ်သော နိဗ္ဗာန်သို့ရောက်သွားဖို့ရာ အကောင်းဆုံးအခြေခံလည်းဖြစ်ပေသည်ကုသိုလ်ကောင်းမှုပြုရာတွင်လည်းတရာတရားပါမသာပြီးမြောက်အောင်မြင်နိုင်ကြပေသည်တရာကိုယုံကြည်ခြင်းဟုပြန်ဆိုကြပေသည်ယုံကြည်ခြင်းဟူသောစကားသည်တခွန်တိန်သောစကားဟု မတ်ချင်နေကြပေသည်သို့တော်တခုံးနေသောစကားမဟုတ်နှခုံးပေါင်းဆက်ထားသောစကားဖြစ်ပေသည်ယုံနာကတခုံးခြေတာကတခုံးဖြစ်ပေသည်ယုံနာငါမျိုးတင့်ဖျားကိုယုံခြင်းနှင့်တရားကိုယုံခြင်းသုံးတန်ခါကိုယုံခြင်းလေးကံကိုယုံခြင်းငါ ကံဤအကျိုးဘေးကိုယုံကြည်ခြင်းဟူသော၅မျိုးဖြစ်ပါသည်ယုံဘုံမိမိတို့ကိုးကွယ်စီကံနေကြသောဂေါရဘမြတ်စွာဘုရားသည် မကောင်းတဲ့မန္တမယကိုပယ်တတ်နိုင်သောအရဟတမေညာနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဖြစ်သည်မြတ်စွာဘုရားတဏ္ဍန်တော်မှာယုံညံ့တဲ့လောဘဒေါသမောဟစသောကိလေသာအညစ်အကြေးမကောင်းတဲ့မန္တမယဘာတစ်ခုမှမရှိ အကျင့်မဲ့တန်ရှင်းစင်ကြယ်တော်မူသောမြတ်စွာဘုရားဖြစ်သည်သိเสียမှန်သမျှအကုန်အစင်သိနိုင်သောတပည့်ညူတာဉာဏ်နှင့်ပြည့်စုံသောမြတ်စွာဘုရားဖြစ်သည်မြတ်စွာဘုရားသည်သိเสียဘက်ကလည်းသူတော်ဘာအကူအညီမပါ အလိုလိုသာ အကုန်အစင်သိတော်မူပြီးသောမြတ်စွာဘုရားဖြစ်သည်ဟုယုံကြည်တာကိုယုံသည်ဟုဆိုရပါသည် ယခုမိမိတို့ကြင်ကြံအားထုတ်နေကြသော၅ပါးသီလမှစ၍ပရိပတ်ထံဝိပဿနာတိုင်အောင်အကျင့်တရားတို့သည်မြတ်စွာဘုရားကိုတော်တိုင်ဟောကြားတော်မူခဲ့သော တရားတော်များဖြစ်သည်ဤတရားတော်တို့ကို လိုက်နာကျင့်သုံးအားထုတ်လျင်ဆင်းရဲဒုက္ခအမျိုးမျိုးတို့မှလွတ်မြောက်သွားနိုင်ကြသည်ဆင်းရဲဒုက္ခအမျိုးမျိုးတို့မှလွတ်မြောက်ရာနိဗ္ဗာန်ချမ်းသာသို့ရောက်သွားနိုင်ကြသည်ဟုယုံနာကို ယုံကြည်ဟုဆိုရပါသည်ယခုမိမိတို့ကိုးကွယ်စည်းကမ်းနေကြသည်တန်ဃာတော်တို့သည်မြတ်စွာဘုရား၏အဆုံးအမအတိုင်းနိဗ္ဗာန်ရောက်ကြောင်းအချင်းကောင်းအချင်းမြတ်တို့ကိုကျင့်နေကြသောတန်ဃာတော်များဖြစ်သည်လူအပေါင်းတို့၏ကောင်းမှုအမျိုးမျိုးပြုလုပ်ဖို့ရာ ကောင်းကျိုးအမျိုးမျိုးတို့ကိုရရှိစေဖို့ရာ အချင်းကောင်းအချင်းမြတ်တို့ကိုကျင့်ကြံအားထုတ်နေကြသောတန်ဃာတော်တို့ဖြစ်သည်ဟုယုံနာကို ယုံသည်ဟုဆိုရပါသည်မိမိတို့ပြုလို့လူတန်းနေကြသောဒါနကုသိုလ်ကံစောက်တည်ကြသောသီလကုသိုလ်ကံစသည်တို့သည်နန္တရားများဖြစ်ကြ၍ပဂတိသောမျက်စိဖြင့်မမြင်ကောင်းကြံပြလို့မရကောင်းပါတော့လေမိမိတို့တန်တန်မှာကောင်းကျိုးများပေးဖို့ရာ ရှိနေကြသည်ဟုကုသိုလ်ကံကိုလည်းယုံသည်ဤကုသိုလ်ကံများကြောင့် ယခုဘဝမှာလည်းတိုးတက်ကြီးပွားလာခြင်းဘေးရန်အန္တရာယ်ကင်းခြင်းစသော ကောင်းကျိုးအမျိုးမျိုးတို့ကိုရရှိခံစားနိုင်ပြီးနောက်နောက်ဘဝများမှာလည်းမြင့်မြတ်ရာဘုံဘဝများသို့ရောက်ရှိသွားပြီးကောင်းကျိုးအမျိုးမျိုးတို့ကိုရရှိခံစားနိုင်ကြသည်ဟုကုသိုလ်ကံ၏အချိုးဘေးကိုလည်းယုံကြည်သူအသက်တတ်ခြင်းသူဥစ္စာခိုးခြင်းစသော မကောင်းတာတွေပြုလုပ်ပြီးရင်လည်း မကောင်းတဲ့အာကုသို့ကံတွေဖြစ်သည်ယင်းအာကုသို့ကံတို့သည်လည်းနန္တရားများဖြစ်ကြ၍ပဂတိသောမျက်စီဖြင့်မမြင်ကောင်း၊ကံပြ၍မရကောင်းတော်လေပြုမိသောသူတို့ဤတဏ္ဍနာမကောင်းကျိုးများပေးဖို့ရန်အရေးပမာရှိနေကြသည်ဟုအာကုသို့ကံကိုလည်းယုံသည်ဤအာကုသို့ကံများကြောင့်ယခုဘဝမှာလည်းဆုံးယုံနေနာခြင်းမကောင်းတဲ့အကျိုး ဆင်းရဲဒုက္ခအမျိုးမျိုးတို့နေတွေ့ကြုံကြရပေသည် နောက်နောက်ဘဝများမှာလေရုံနေရာဘုံဘဝများသို့ရောက်ရှိပြီး မကောင်းတဲ့အကျိုးဆင်းရဲဒုက္ခအမျိုးမျိုးတို့နေတွေ့ကြုံကြရပေမည်ဟုလည်းယုံသည်ဤကဲ့သို့ကံနှင့်ကံ၏အကျိုးပေတို့ကိုယုံနာကိုလည်းယုံသည်ဟု ဆိုရပါသည်ကြည်ဘုံယုံကြည်ခြင်းတရာမိမိတဏ္ဍာမှာဖြစ်ပေါ်လာသောအခါ စိတ်ကိုညှဉ်းနှွမ်းနှောက်ကြိုစေတတ်သော လောဘဒေါသမောဟမာနဣဋ္ဌာမစ္စရိယစသောအယုတ်တရားများ ကင်းပြောက်ပြီးစိတ်ရစင်များချင်းလင်းလာကြပါသည်ဤကဲ့သို့စိတ်ကိုကြည်စေတတ်သောကြောင့်ချီးသည်ဟုဆိုရပါသည်ဥပမာအားဖြင့်စัจ္ချမင်းကြီးဤဗရမ ्या ယေသနာနှင့်တူပါပေသည်ရှေးခေတ်အခါကလေးကျုံလုံးကိုအစိုးရသော ဆက်ကြမင်းကြီးများရှိခဲ့ကြလေသည်ဆက်ကြမင်းကြီးများလေးကျွန်းလုံးကိုလဲ့လေကြည့်ရှုဖို့ရာနောက်လိုက်ဘူပါမြောက်များစွာဖြင့်ခရီးထွက်သောအခါမချို့သောအယက်ဒေသများ၌ရေကြီးရေကောင်းများမရနိုင်ကြလေရွှွညွန်အနေများပါသောရေများကိုပြီးခတ်ယူစေ၍ဆက်ကြမင်းကြီးဤဗရဲများယေတနာကိုရေခွက်ထဲသို့ထည့်လိုက်သည်ရှိသောရွှွညွန်အနေများအောက်သို့ထိုင်သွားကတောက်တုံးလို့ရသော ရေကြီးရေကောင်းများဖြစ်လာကြပေသည်ထိုနည်းတူစွာယုံကြည်ခြင်းတရာမိမိတို့တန်တမ်းမှဖြစ်လာသောအခါရွှွညုံအနေများနှင့်တူသော လောဘဒေါသမောဟမာနအိတ်တာမစ္စရိယစသောအယုတ်တရားများကျင်းပြောက်ပြီးစိတ်တွေတန့်ရှင်းကြည်လင်ကြပါသည်ကောင်းမှုကုသိုလ်များဆက်ကဆက်ကပြုလုပ်နိုင်ကြပါသည်စိတ်ရစဉ်ကြည်လင်ခြင်းကြောင့်ကိုယ်နှုတ်အမှုရာများတွက်လက်ခြင်း ညနာအချိန်များကြီးလင်းခြင်းတို့ဖြစ်လာကြပါသည် အလိုဒါနပြုလုပ်နေကြသော ကောင်းမှုရှင်များယဉ်ကျေးတွက်လည်နေပုံညနာအချိန်ကြီးလင်းပုံများကိုထင်ရှားစွာ တွေ့မြင်ကြရပေသည်ယုံလို့ကြည်ပုံတရားကိုယုံကြည်ခြင်းဟုပြန်ဆိုရ၌ယုံနာကတခွန်ကြည်ဓာကတခွန်ဖြစ်ပါတော့လေသဘောတရားအားဖြင့်ယုံနာနှင့်ကြည်ဓာတို့သည်ဆက်ဆက်လျက်ပင်ရှိကြပေသည် ညုံလို့သာကြည်ချင်းဖြစ်လာပေသည်မြတ်စွာဘုရားကို ကိုးကွယ်စိတ်ကပ်ချသောပုဂ္ဂိုလ်တို့သည်မြတ်စွာဘုရားအပေါ်မှာယုံကျင်မြတ်စွာဘုရား၏ဂုဏ်တော်များအပေါ်မှာယုံကျင်တို့ကြောင့်စိတ်အစဉ်များကြည်လင်လာကြပေသည်တရားတော်ကိုကိုးကွယ်စိတ်ကပ်ချသောပုဂ္ဂိုလ်တို့သည်တရားတော်သည်ရှင်ရဲ့ငြိမ်းချမ်းအမှန်ဖြစ်သည်ဟုယုံကြည်ခြင်းကြောင့်စိတ်အစဉ်များကြည်လင်လာကြပေသည် တန်ဃာတော်ကိုကိုးကွယ်ဆင်ကြကြသောပုဂ္ဂိုလ်တို့သည်တန်ဃာတော်များအပေါ်မှာယုံကြည်တန်ဃာတော်များဤဂုံတော်တို့အပေါ်မှာယုံကြည်ကြောင်းစိတ်အစဉ်များချီးလင်းလာကြပေသည်ဤကဲ့သို့ယုံကြည်နှင့်ကြည်ကျင်းတို့သည် သဘောတရားအပြင်ဆက်ဆက်လျက်ပြင် ရှိကြပေသည်ဖျားဂုံတော်ကို ပွားများခြင်းတရားဂုံတော်ကို ပွားများခြင်းသတိပဋ္ဌာန်ဝိပဿနာကို ပွားများအထောက်ခြင်းတန်ဃာဂုံတော်ကိုပွားများအထောက်ခြင်းတို့ကို ပြုလုပ်အားထုတ်ကြသောပုဂ္ဂိုလ်တို့မှာမိမိတို့စိတ်အစဉ်များကျင်းလင်းလာကြတာကိုကိုယ်တိုင်တွေ့သိကြရပေသည်မယုံကမကြည်တခါတရံခိုးဆိုးလူရဲ့လိမ့်လေကောက်ကျစ်သူများမိမိတို့ထံသို့ရောက်ရှိလာသောအခါထိုသူတို့နှင့်တွေ့ကြုံရသောအချိန်များ၌စိတ်မကြည်မလင်ဖြစ်ကြရပေသည်ဘာရီများခိုးယူလူရဲ့ဖြည့်ဆည်းသွားလိမ့်မည်နီထိုသူဤမကောင်းသောအပြုအမူများကို ဘယ်လိုများလွတ်အောင်ရှောင်တင်းရပါမည်နည်းစသည်ဖြင့်စိတ်အနှောင့်အယှက်ရှေ့ပုံပံမှုများဖြစ်ကြရပေသည်မယုံရ၍မကြည်ချင်းဖြစ်ပေသည်လက်နှင့်တူပုံလက်တီမိမိတို့အတွေ့လိုရာကိစ္စများပြင်းမြောက်ရှိတဲ့ကဲ့သို့ယုံကြည်ခြင်းတရားတရားသည်မိမိတို့အတွေ့ကုသိုလ်ရရှိရေးကိစ္စများကိုပြင်းမြောက်ရှိသောကြောင့်လက်နှင့်တူပေသည်အန်နှင့်မြင်ဆောင်304 လက်သည်မိမိတို့အတွက်အရေးအပါဆုံးအတုံးဝင်ဆုံးဖြစ်ပေသည်ခန္ဓာကိုယ်၌မတန့်ရှင်းသည့်များကို လက်ဖြင့်ပင်တန့်ရှင်းအောင်ပြုလုပ်ကြရပေသည်မတင့်တယ်တာများကိုလည်းတင့်တယ်လောက်အောင်လက်ဖြင့်ပင်ပြုပြင်ကြရပေသည်အဖိုးမတန်တော်လေအတုံးဝင်သောပစ္စည်းများကိုလက်ဖြင့်ပင်သိမ်းဆဲကြရပေသည်ပတိအတင့်အဖိုးတန်သောပစ္စည်းများနှင့်အဖိုးများစွာ ထိုက်တန်သောစိန်ရွှေယတနာများကိုလည်း လက်ဖြင့်ပင်သိမ်းဆဲကြရပေသည်အလိုရှိရာအရာဝတ္ထုတစ်မျိုးမျိုးကိုလည်းလက်ဖြင့်ပင်ကံယူကြရပေသည်ထိုနည်းတူစွာဒါနကုသိုလ်ကောင်းမှုရှိသောသူတို့သည်ဖြစ်လျာဘဝတိုင်းဘဝတိုင်းမှာရှင်ရန်နွမ်းပါခြင်းမရှိပါဘဲပစ္စည်းဥစ္စာယေတနာများပေါများကျွယ်ဝပြီးကောင်းမှုကုသိုလ်အမျိုးမျိုးတို့ကိုဆက်ကဆက်ကပြုလုပ်နိုင်ကြပေသည်ဟုယုံကြည်ခြင်းရှိသည့်ဖြစ်၍လှူဒန်းပေးကမ်းခြင်း ဒါနကုသိုလ်ကိုလွယ်ကူစွာပြုလုပ်နိုင်ကြပေသည်ရအောင်ယူနိုင်ကြပေသည်ဤကဲ့သို့ရအောင် ယူနိုင်ခြင်းသည်လက်နှင့်တူသောသရတရားကြောင့်ဖြစ်ပေသည်တိလရှိသော ပုဂ္ဂိုလ်တို့သည်ဖြစ်လျာဘဝတိုင်းဘဝတိုင်းမှာအသက်ရှိခြင်းအနာရောဂါကင်းခြင်းအစင်းလာခြင်း ကိုချမ်းသာ စိတ်ချမ်းသာရှိခြင်းစိတ်တည်ငြိမ်ခံခန့်ခြင်းစသော ကောင်းကျိုးများကိုရရှိ၍ကောင်းမှုအထူးတို့ကို ဆက်ကဆက်ကပြုလုပ်နိုင်ကြပြီဟုယုံကြည်ခြင်းရှိသည့်ဖြစ်၍တိလကိုမြဲအောင်ဆောက်တည်နိုင်ကြပြီတိလကုသိုလ်များကိုရယူနိုင်ကြပြီဤကဲ့သို့ရယူနိုင်ခြင်းသည်လက်နှင့်တူသောသရတရားအကြောင်းပင်ဖြစ်ပေသည်တမထဝိပဿနာကုသိုလ်နှင့်ပြည့်စုံသောပုဂ္ဂိုလ်တို့သည်မိမိတို့အလိုရှိအပ်ဆုံးအတောင့်အအပ်ဆုံးဖြစ်သောမေဖို့နိဗ္ဗာန်ချမ်းသာသို့လျင်မြန်စွာရောက်ရှိသွားနိုင်ကြပြီဟု ယုံကြည်ခြင်းရှိသည့်ဖြစ်ပြီးတမထဝိပဿနာကုသိုလ်တို့ကိုစ조사အထောက်နိုင်ကြပါသည်တမထဝိပဿနာကုသိုလ်တို့ကိုရအောင်ယူနိုင်ကြပါသည်ဤကဲ့သို့ရအောင်ယူနိုင်ခြင်းသည်လက်နှင့်သူတော်သရတရားကြောင့်ပင်ဖြစ်ပေသည်တို့ဖြစ်၍သရတရားသည်လက်နှင့်တူလာပါပေသည်ဆောင်းဖို့သရတရားလက်နှင့်ကမချားတူပေသည် တတမရန်တီရိတ်တာဆရာတော်အဖိုးအနှက်ကထိုက်ချန်လာတော်ဗုဒ္ဓဤတရားတော်တို့သည်တန်ခါတော်အရှင်သူမြတ်တို့ဤကျေးဇူးကြောင့်သာယခုလိုနာချားခွင့်ရကြရခြင်း ဖြစ်လေသည်အကာကိုခွာအနှစ်ယူပါပါရမီအခြေခံနှုတ်သေး၍နှုတ်စည်းစိမ်ကိုနစ်ချိုက်ပျော်ရွှင်စွာ ခံစားနေကြသော ပုဂ္ဂိုလ်တို့သည် အနှစ်သာရမဟုတ်သော အရာဝတ္ထုများကို အနိတာရာဟုထင်မြင်ယူဆလျက်ရှိကြပေသည် အနိတာရာမဟုတ်သောအရာဝတ္ထုများမှာတိမိမိတို့၏စိစိန်ဩစာနှင့်မိမိတို့၏ကိုယ်ခန္ဓာသုံးမိမိတို့၏အသက်ဇီဝိတ္တံတွေတို့ဖြစ်ကြပေသည်သာတကထလေးမြင်ဆောင်ခုနှစ်အနိတာရာလို့ထင်မြင်ပုံပါရမီ အခြေခံနှုတ်သေးသောပုဂ္ဂိုလ်တို့သည်တိ မိမိတို့၏စိတ်ရွှေယတနာအိမ်ယာတိုက်တာစသောစည်းစိမ်ဥစ္စာတို့သည်မိမိတို့၏မိခိုးအားထားရာအမှန်ဖြစ်သည်စည်းစိမ်ဥစ္စာရှိမှလူရာဝင်သည်လူရာကိစ္စပြင်းမြောင်းနိုင်သည်စသည်ဖြင့်စည်းစိမ်ဥစ္စာကိုအနစ်သာရဟုချိန်မြင်ယူဆကြပေသည်နှင့်မိမိတို့၏ခန္ဓာကိုယ်တွင်ထိခိုက်ပွေရာ အကြောင်းတစ်ခုခုနှင့်တွေ့ကြုံလာသောအခါစည်းစိမ်ဥစ္စာများကုန်ခြင်းကုန်သွားပါစေ ခန္ဓာကိုယ်ကိုတော့မထိခိုက်စေရအောင်စောင့်ရှောက်ကာကွယ်ကြပါသည်စီးစိမ်ဥစ္စာထဲခန္ဓာကိုယ်ကပို၍အနစ်သာရဖြစ်သည်ဟုထင်မြင်ယူဆကြပါသည်၃မိမိတို့၏အသက်ဇီဝိတ္တရေကိုထိခိုက်ဆုံးရှုံးစေနိုင်သောအကြောင်းတစ်ခုကိုနှင့် တွေ့ကြုံလာရသောအခါစီးစိမ်ဥစ္စာများလည်းကုန်ခြင်းကုန်သွားပါစေကိုယ်ရင်ကအစဲ့ပိုင်းတစ်ခုခုချွေရင်းချင်းချွေရင်းသွားပါစေ။ အသက်ကိုတော့မတိခိုက်မဆုံးရှုံးသွားရအောင်ကာကွယ်ကြပါသည်စီးစိမ်ဥစ္စာနှင့်ခန္ဓာကိုယ်ထဲအသက်ကပို၍အနှစ်သာရဖြစ်သည်ဟုထင်မြင်ယူဆကြပါသည်အနှစ်သာရမဟုတ်ဟုထင်မြင်ဖို့ပါရမီအခြေခံရင့်ကျက်ပြီးသည်ဘုရားအလောင်းစသောပုဂ္ဂိုလ်တို့၏အမြင်မှာတိမိမိတို့၏စီးစိမ်ဥစ္စာတို့သည် ရေကြောင့်လည်းပြည့်စည်နိုင်မီးကြောင့်လည်းပြည့်စည်နိုင် မင်းဆိုးများကြောင့်လည်းပြည့်စည်နိုင် ခိုးသူတပြားတို့ကြောင့်လည်းပြည့်စည်နိုင်မချင့်မုံဘွားရံမျိုးသားတို့ကြောင့်လည်းပြည့်စည်နိုင်သောကြောင့်ခိုင်မြဲတဲ့အနှစ်သာရမဟုတ်အကာများသာဖြစ်သည်ဟုမြင်တော်မူကြပေသည်နှင့်မိမိတို့၏ခန္ဓာကိုယ်သည်လည်းအတွင်းမှာယောဂဝေဒနာအမျိုးမျိုးတို့နှင့်ပြင်ပမှဒါလန်တဏ္ဍာစသောလက်နှင့် အမျိုးမျိုးတို့ကြာရောက်ရာဖြစ်၍ဒီနေ့ဒီလ ဒီနှစ်မှာကျန်းမာပါတော့လေမနေ့ပြန်နောက်လာနောက်နှစ်များလာမထနိုင်အောင်အရာတွေတွင်နားနေရသောအဖြစ်မျိုးတို့ရောက်ရှိသွားနိုင်ကြပါသည်တို့ဖြစ်သောကြောင့်အနှစ်သာရမဟုတ်အကာမြသာဖြစ်သည်ဟု မြင်တော်မူကြပါသည်၃မိမိတို့၏ရုပ်သက်နံသက်တို့သည်ပရမတ်ထရုပ်နံတို့၏တဘာဝအတိုင်းခဏမစဲအမြင်ဖြစ်ဖြစ်ပြောင်းလဲနှိမ့်ဆက်လျက်ရှိသောကြောင့် တဘောအလုံးဆုံးကန်းတိုင်အောင် အချိန်မရွေးပြည့်စည်သွားနိုင်ကြပါသည်တို့ဖြစ်သောကြောင့်အနှစ်သာရမဟုတ်အကာမြသာဖြစ်သည်ဟုညင်တော်မူကြပါသည်အကာမမူအနှစ်ကိုယူပါရမီအခြေခံရင့်ကျက်ပြီးသည်ဖရာအလောင်းဆသော ပုဂ္ဂိုလ်တို့သည်ဤအနှစ်သာရမဟုတ်သောအရာဝိထု၃မျိုးထဲမှအနှစ်သာရ၃မျိုးတို့ကိုထုတ်ယူရမည်ဟုညင်တော်မူကြပါသည်တဲ့ အနှစ်သာရမဟုတ်တဲ့ရှင်းစိန်ဥစ္စာများထဲမှာပေကံလူရန်ချင်းဒါနကုသိုလ်အနှစ်သာရကို ထုတ်ယူကြရပေသည်ရှင်းစိန်ဥစ္စာတို့သည် ရုပ်ဝတ္ထုများဖြစ်ကြ၍ရန်သူမျိုး၅ပါးတို့လူယူဖြစ်စည်းနိုင်ကြပေသည်လူရန်လိုက်ပြီးသောအခါအလူရှင်တို့ရရှိလိုက်သောဒါနကုသိုလ်သည်နန်တရားများဖြစ်၍ပဂရိတော်မျက်စိဖြင့်မမြင်ကောင်ကံ၍လည်းမရကောင်းသဖြင့်ရန်သူမျိုး၅ပါးတို့လူမယူနိုင် မဖြစ်စီနိုင်ဘဝအဆက်ဆက်နိဗ္ဗာန်ရောက်တဲ့တိုင်အောင်လိုက်ပါပြီကောင်းကျိုးအမျိုးမျိုးတို့ကို ပေးနိုင်သောကြောင့်ခိုင်မာသောအနှစ်သာရဖြစ်ပေသည်တို့ဖြစ်၍တတ်နိုင်သမျှလှူဒန်းနေကြရပေသည်ဒါနအနှစ်ကိုထုတ်ယူကြရပေမည်ဆောင်းဖို့ပစ္စည်းထဲမှထုတ်ယူရာဒါနအနှစ်မည်နှင့်အနှစ်သာရမဟုတ်တဲ့ခန္ဓာကိုယ်မှာ တိလကုသို့အနှစ်သာရကိုထုတ်ယူကြရပေသည်မိမိတို့၏ခန္ဓာကိုယ်သည်အတွင်းမှ66ပါးသောယောဂဝေဒနာနှင့်ပြင်ပမှအစိမ့်လက်နှင့်စသည်တို့ကြာရောက်ရာဖြစ်၍အနှစ်သာရပင်မဟုတ်냐တော့လေတိလရှိသောယဟန်တန်ဃာတော်များကိုရှိခိုးခြင်းအသက်ဂုံတိတ်ခါကြည်သောပုဂ္ဂိုလ်တို့ကိုရှိခိုးခြင်းယေသနာ၃ပါးဆရာမိဘတို့၏ဝိုလ်ကြီးဝငယ်ကိုပြုစုခြင်း၅ပါးတိလ၈ပါးတိလ ကိုးပါးတီလာစသည်တို့ကိုစောက်တည်ခြင်းတို့သည်ခန္ဓာကိုယ်ဖြစ်မြင် ပြုလို့ရသောတီလာကုသိုလ်ဖြစ်သည်ဖြင့်ဘဝအဆက်ဆက်နိဗ္ဗာန်ရောက်သည့်တိုင်အောင်ကောင်းကျိုးအမျိုးမျိုးတို့ကို ပေးနိုင်သောကြောင့်ခိုင်မာသော အနိတာရာဖြစ်ပေသည်တို့ဖြစ်ပါ၍တီလာကိုစောက်တည်ကြရပေမည်ခန္ဓာကိုယ်မှတီလာအနိကိုထုတ်ယူကြရပေမည်ဆောင်းဖို့ခန္ဓာကိုယ်မှထုတ်ယူရတီလာအနိမည်၃ အနှစ်သာရမဟုတ်တဲ့အသက်ဇီဝိတိန်ဒရီထဲမှာဝိပဿနာကုသိုလ်အနှစ်သာရကိုထုတ်ယူကြရပါသည်မြတ်စွာဘုရားသာသနာတော်နှင့်တွေ့ကြုံရ၍အသက်ရှင်နေခိုင်မှာနိမ့်မှန်လမ်းမှန်သတိပဋ္ဌာန်ဝိပဿနာတရားကို ရှုမှတ်ပွားများအားထုတ်ခြင်းဖြင့်ရရှိအပ်သောဝိပဿနာကုသိုလ်တို့သည်အကြောင်းညီညွတ်ကယခုဘဝမှာပင် အပေတကားပိတ်ကနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသွားနိုင်သောကြောင့် အခိုင်အမာဆုံးအနှစ်သာရဖြစ်ပေသည်တို့ဖြစ်၍ဝိပဿနာတရားကို အားထုတ်ကြရပေမည်အသက်ဇေဝိတိန်ရေမှဝိပဿနာအနှစ်ကိုထုတ်ယူကြရပေမည်ဆောင်းဖို့တက်ဇီဝမှာထုတ်ယူရာဝိပန်အနှစ်မီတတ္တမရံတိရိတ်တာဆရာတော်အဖိုးအနှစ်ကထိုက်ချန်လာသောဗုဒ္ဓဤတရားတော်တို့သည်တန်ခါတော်အရှင်သူမြတ်တို့ဤကျေးဇူးကြောင့်သာ ယခုလိုနာကြားခွင့်ရကြရခြင်းဖြစ်လေသည် အမျိုးသမီးများမှာအာကိုရာ အမျိုးသမီးများသည်အယယာတွင်တိမ်မွေသူများဖြစ်ကြ၍အာအစွမ်းမရှိသူနေပါသူများဖြစ်ကြ၏ဟုမှတ်ထင်ကြရပေသည်မှတ်ထင်ကြသည့်အတိုင်းမဟုတ်ပေထက်မြက်သောအာအစွမ်းများရှိကြသူများသာဖြစ်ပေသည် အမျိုးသမီးများ၏အာအစွမ်းများမှာတိရူပဗလံ ရုပ်ရည်အစဉ်လှပတင့်တယ်ခြင်းသည် အမျိုးသမီးတို့ဤအာအစွမ်းတမျိုးဖြစ်ပေသည်တို့ဖြစ်၍အမျိုးကောင်းသမီးတို့သည်ရုပ်ရည်အစဉ်များလှပတင့်တယ်အောင်ပြုပြင်ကြရပေသည်နှင့်ဘောဂဗလံပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်းသည်အမျိုးသမီးတို့ဤအာအစွမ်းတမျိုးပင်ဖြစ်ပေသည်တို့ဖြစ်၍အမျိုးကောင်းသမီးတို့သည် စီးပွားဥစ္စာကိုစုဆောင်းရှာဖွေသိမ်းဆည်းကြရပြီးသည်၃ညာတိပလံဆွေမျိုးညာတိမိဘများပြည့်ပြည့်စုံစုံရှိခြင်းသည် အမျိုးသမီးတို့၏အာအစွမ်းတမျိုးပင်ဖြစ်ပေသည်ထို့ဖြစ်၍အမျိုးကောင်းသမီးတို့သည်မိဘဆွေမျိုးများနှင့်အယားယာမှတင့်တင့်ညီညွတ်အောင်နေထိုင်ကြရပြီးသည်ပုဒ္ဒဗလံသာသမီများနှင့်ပြည့်စုံခြင်းသည် အမျိုးသမီးတို့ဤအားအစွမ်းတစ်မျိုးပင်ဖြစ်ပေသည်ထို့ဖြစ်၍အမျိုးကောင်းသမီးတို့သည်တသမီးရရှိရေးကိုအလေးပြုကြရပေသည်ငါတိလပလံအချင်းတိလနှင့်ပြည့်စုံခြင်းသည်အမျိုးသမီးတို့ဤအားအစွမ်းတစ်မျိုးပင်ဖြစ်ပေသည်ထို့ဖြစ်၍အမျိုးကောင်းသမီးတို့သည် သူ့အသက်မတတ်ခြင်း သူ့ဥစ္စာမခိုးခြင်းသူ့သားယောက်ျားများမပြည့်စည်ခြင်း လိန်ညာ၍မပြောခြင်းအယက်သေးစားမတော့စားခြင်းစသောအကျင့်သီလနှင့် ပြည့်စုံအောင်နေထိုင်ကြရပေသည်ဤအားငါမျိုးသည် အမျိုးကောင်းသမီးတို့ဤထက်မြက်သောအားအစွမ်းများပင်ဖြစ်ကြပေသည်တန်နှင့်မြင်းဆောင်443ဤအားအစွမ်းငါမျိုးနှင့်ပြည့်စုံသော အရှင်မတို့သည်မိမိတို့ဤမိသားစုကိုကောင်းမွန်စွာထိန်းသိမ်းအုပ်ချုပ်နိုင်သောကြောင့်မိသားစုအလုံးတို့ဤ အလေးကယူပြုခြင်းကိုခံယူရရှိကြပေသည်အမျိုးကောင်းသမီးတို့၏အာအစွမ်း၅မျိုးတို့တွင်အစင်းလာပတင့်တယ်ခြင်းဟုသောအာအစွမ်းရှင်းပွားဥစ္စာပြည့်စုံကျွယ်ဝခြင်းဟုသောအာအစွမ်းဆွေမျိုးမိဘပြည့်စုံခြင်းဟုသောအာအစွမ်းသားသမီးပြည့်စုံခြင်းဟုသောအာအစွမ်းတို့သည် နောင်ဘဝများတွင်ကောင်းမြတ်သောဘုံဘဝများသို့ရောက်သွားဖို့ရာအာအစွမ်းများမဟုတ်ကြပေယခုမြတ်မောင်ဘဝတွင် အာအဆွမ်းများသာဖြစ်ကြပါသည်အကျင့်သီလအာအဆွမ်းတစ်ခုတည်းသာလျှင်နောင်ဘဝများတွင် ကောင်းမြတ်သောဘုံဘဝများသို့ရောက်သွားဖို့ရာအာအဆွမ်းဖြစ်ပေသည်သီလအာအဆွမ်းနှင့်ပြည့်စုံသော အမျိုးကောင်းသမီးတို့သည် အကျိုးငါမျိုးရရှိခံစားကြရပါသည်တေပစ္စည်းဥစ္စာရှာဖွေရာမှာရလွယ်ခြင်းနှင့်ဂုံတရင်ကောင်းတို့ဖြင့်ကြော်ကြခြင်း၃ ပွဲနေပွဲတိုင်းပြိတ္တအမျိုးမျိုးတို့ရှင်လန်းဝါမြောက်စွာ ဝင်ရောက်နိုင်ခြင်းလေတေဂာနီးမှာကောင်းသောနမိတ်များထင်ကမတွေ့မဝေတရားခြင်းငါတေပြီးကာလနောင်ဘဝမှာနတ်ပြည်တို့ရောက်ရခြင်းဟူသောဤအကျိုး၅မျိုးကိုခံစားရရှိကြရပေသည်ဆောင်းဖို့ပြစ်စည်းရလွယ်ဂုံကောင်းကြွေ၍မငယ်မျက်နာမတွေ့ကားတည်း ရောက်လေနဲ့ရွာဤငါပြာမှန်စွာတီလာအကျိုးဒီတို့ဖြင့်၍အမျိုးကောင်းသမီးတို့သည်အကျင့်တီလာနှင့်ပြည့်စုံခြင်းဟုသော အာအစွမ်းကိုသာအထူးအားကိုတင်ကြပေသည်တီလာကိုအထူးလုံခြုံအောင်စောင့်ထိန်တင်ကြပေသည်တတ္တမရံတီရိတ်တာဆရာတော်အဖိုးအနှက်ကထိုက်ချန်လာသောဗုဒ္ဓဤတရားတော်တို့သည်တန်ဃာတော်အရှင်သူမြတ်တို့ဤကျေးဇူးကြောင့်သာ ယခုလိုနာကြားခွင့်ရကြရခြင်းဖြစ်လေသည် လောကသုံးပါး၌ဘုရားတရားတန်ခါဒီဟုသောယေတနာမြတ်သုံးပါးသည်အတုမရှိဖြစ်ပါပေ၏